တာဦးလေးတို့ဓမ္မလက်ဆောင်ထိုင်းနိုင်ငံကတက္ကမတယောက်ကဘုံဘုံကိုနဝကမ္မတသိန်းဆက်ကလူတန်းပြီးတော့တပည့်တော်ကတဲ့တာလေးကိုဝန်ဆောင်ထားပါတယ်တဲ့ဒီလမွေးမဲ့တာဦးလေးပါတဲ့တာလေးအတွက်ကောမိခင်အတွက်ပါဆူတောင်းတရားလေးတပုတ်လောက်ဟောပေးပါဘုံဘုံဖရာလို့လာရောက်ပြီးတော့ရှောက်ထားပါတယ်တာဦးလေးတို့ဓမ္မလက်ဆောင်ပေါ့နော် ိုဝန်လွယ်ထားကြတဲ့မိခင်အားလုံးအတွေ့အသိပညာလေးတစ်ခုပြောပြခြင်းပါတယ်ကိုဝန်လွယ်ထားကြတဲ့မိခင်နိုင်အတွေ့တိထားတဲ့အချက်ကလေးပေါ့မြတ်စွာဘုရားလက်ထက်ကဘောဓိကုမာရမင်းသားဆိုတာရှိပါတယ်ဘောဓိကုမာရမင်းသားလေးဟာအမွေးဖွားခင်ကိုဝန်လွယ်ထားရစဉ်အချိန်ကလေးကတရဏဂုံ၃ပါးကိုစောက်တည်ခဲ့တယ်တဲ့ ဘိုက်ထဲမှာရှိနေစဉ်ကိုယ်ဝန်လွယ်ထားရစဉ်တော့သူဟာဘလို့လို့တရံတကုံတုံမာဆောက်တည်နိုင်မှာလဲပေါ့သူ့မှာအမေကောင်းအဖေကောင်းရွှေကောင်းမြူကောင်းနေရှိတဲ့အတွက်သူ့ရဲ့အမေဟာမြတ်စွာဘုရားကျောင်းကို သွားပြီးတော့မြတ်စွာဘုရားထံကကိုကိုတိုင်ကလည်းပဲတရဏဂုံသုံးပါးကိုခါယူကျင့်သုံးဆောက်တည်တယ်။ဘိုက်ထဲမှာလွယ်ထားရတဲ့သားလေးအတွက်ကိုလည်းပဲရည်စူးပြီးတော့ ဟောရီတရဏဂုံသုံးပါးကတော့ตาလေးအတွက်ပါလို့ရည်စူးပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရာဟု၍ကိစ္ဆာမိစိကပ္ပာယိဓမ္မံတရားတော်မြတ်တို့ကိုတရဏံကိုးကွယ်ရာဟု၍ကိစ္ဆာမိစိကပ္ပာယိတန်ခံတန်ခါတော်မြတ်တို့ကိုတရဏံကိုးကွယ်ရာဟု၍ကိစ္ဆာမိစိကပ္ပာယိလို့ဘိုက်ထဲမှာလွှဲထားရတဲ့ตาလေးကိုအာယုံပြုပြီးတော့တရဏဂုံသုံးပါးခံယူဆောက်တည်တယ်အဲ့လိုခံယူဆောက်တည်လိုက်တော့ ိုက်ထဲမှာရှိတဲ့ကလေးလေးလဲတရဏဂုံတီးပြီးသားဖြစ်သွားတယ်။အန္တရာယ်ကင်းဘေးရှင်သွားတယ်ပေါ့နော်။ဒါနဲ့အဲ့ဒီဘောဒီကုမာရာမင်းသားလေးမွေးဖွားလာတယ်။နိုးစိုးအရွယ်ကလေးလေးဖြစ်ပြန်တော့လဲပဲ။မိကောင်းဖခင်ဆိုတော့အမေကလည်းကောင်းအဖေကလည်းကောင်းတော့ညစွာဘုရားထံကိုသွားတရဏဂုံသုံးပါးလေးခံယူဆောက်တည်တယ်။နိုးစိုးအရွယ်ကလေးလေးကိုလည်းပဲတရဏဂုံသုံးပါးခံယူဆောက်တည်ခိုင်းတယ်။ ဂလိလိကတော့စကားမပြောတတ်သေးတော့အဇက်ကတော့မဆိုတတ်သေးဘူးပေါ့အဇက်ကတော့မဆိုတတ်သေးပြီမဲ့သူ့ရဲ့စိတ်ထဲနှလုံးသားထဲမှာတည်သွားအောင်တရဏဂုံသုံးပါးကိုခံယူကျင့်သုံးဆောက်တည်စေတယ်တဲ့ဟောဘိုက်ထဲမှာလွယ်ထားရတော့ကလည်းတရဏဂုံသုံးပါးဆောက်တည်ခဲ့တယ်ဘိုက်ထဲမှာလွယ်ထားရတော့ဘလို့တရဏဂုံသုံးပါးဆောက်တည်တော့ဆိုရင်မိခင်ရဲ့စိတ်နဲ့ရင်သွေးငယ်ရဲ့စိတ်ဟာဆက်ဆက်နေတယ်မိခင်ရဲ့ချက်ကျိုးနဲ့ အဲချက်ကျိုးကနေပြီးတော့မှဆက်သွယ်မှုတွေလုပ်ထားတယ်ပေါ့နော်အဲ့လိုဆက်သွယ်မှုတွေလုပ်ထားတဲ့အခါမှာဘိုက်ထဲမှာလွှဲထားရတဲ့ကလေးကလည်းပဲမိခင်ရဲ့စိတ်ကိုတည်တယ်လို့မိခင်ကလည်းဘိုက်ထဲမှာလွှဲထားရတဲ့ကလေးရဲ့စိတ်ဆန္ဒကိုတည်တယ်ဒါကြောင့်မို့လို့ဘိုက်ထဲမှာလွှဲထားရစဉ်ကလေးကဣဇာတကေပါနုပေတံဘုဒ္ဓံတရဏံကိစ္ဆာမိအသက်ထက်ဆုံးဘုရားကိုကူကွယ်ပါဤဣဇာတကေပါနုပေတံဓမ္မံတရဏံကိစ္ဆာမိ အသက်ထက်ဆုံးတရားကိုကိုးကွယ်ပါ၏ဣဇာတက်ကေပါဏုပေတံတန်ခန္တရဏံကိစ္ဆာမိအသက်ထက်ဆုံးတန်ခယရဏကိုကိုးကွယ်ပါ၏လို့စောက်တီလိုက်တော့အပြင်ကစောက်တီလိုက်တဲ့မိခင်ရဲ့တရဏဂုံ၃ပါးဟာဗိုက်ထဲကကလေးရဲ့ယင်တဲ့နှလုံးသားထဲမှာတရဏဂုံ၃ပါးသွားတည်တယ်တဲ့ဗိုက်ထဲမှာလွယ်ထားရစဉ်ကလေးကတရဏဂုံ၃ပါးစောက်တီခဲ့တယ်မွေးလာတော့လေတရဏဂုံ၃ပါးစောက်တီရတယ်ဟိုအရွယ်ရောက်လို့ကြီးပြင်းလာတဲ့အခါမှာလည်းပဲ မြတ်စွာဘုရားနဲ့တွေ့ပြီးတော့တရဏဂုံသုံးပါးကိုခံယူခြင်းသုံးဆောက်တည်ရတယ်တဲ့။ခြေဆံဘလောက်တောင်ကံကောင်းလိုက်တယ်။ဒီလိုကံကောင်းမှုမျိုးဟာလူတိုင်းလူတိုင်းမရနိုင်ပါဘူး။ရှင်သွင်းငယ်တိုင်းလည်းမရနိုင်ပါဘူး။ဘယ်လိုလူတွေမှရနိုင်မလဲလို့ဆိုရင် မိခင်ဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကဘာသာတရားကိုင်ဆိုင်ရမယ်။ကိုကိုတိုင်းလည်းပဲအမြဲတမ်းတရဏဂုံသုံးပါးနဲ့၅ပါးသီလကိုခြင်းသုံးခံယူဆောက်တည်နေတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ဒါဆိုရင် ကိုယ့်အတွက်လည်းပဲတရဏဂုံသုံးပါးစောက်တည်ပါဘိုက်ထဲမှာလွှဲထားရတဲ့ရင်သွင်းငယ်လေးကိုလည်းပဲတရဏဂုံသုံးပါးရအောင်မျှဝေပေးပါမြေဒါစောက်တည်ပေးပါဒါဆိုရင်မွေးတဲ့ဖွားတဲ့အခါမှာလည်းပဲအန္တရာယ်ကင်းရံစွဲတွေရှင်းပြီးတော့မှချောချောကျူကျူမွေးနိုင်မှာပေါ့အဲ့တော့ဒီကလေးလေးဟာလည်းအရွယ်ရောက်ကြီးပြင်းလာတဲ့အခါမှာလည်းပဲလိမ်မာတဲ့ကလေးလေးဖြစ်သွားမှာပေါ့အခု body ကုမာတာမင်းသားလေးဟာဆိုရင်လည်းပဲ အရွယ်ရောက်လာတော့မြတ်စွာဘုရားနဲ့တွေ့မြတ်စွာဘုရားနဲ့တွေ့တရဏဂုံသုံးပါးတွေခံယူဆောက်တည်ပြီးတော့နောက်ဆုံးသောတာပန်ပုဂ္ဂိုလ်ပါဖြစ်သွားတယ်။အဲကြောင့်မို့ပြောချင်တာကအမေရောအဖေရောအဖိုးတွေရောအဖွားတွေရောဒီပုဂ္ဂိုလ်တွေဟာဘိုက်ထဲမှာရှိတဲ့ကလေးကိုပြုပြင်ပေးလို့ရပါတယ်။ဘယ်လိုပြုပြင်မလဲ။စောနာကပြောတယ်ဗောဓိကုမာရမင်းသားလေးလိုပဲဘိုက်ထဲမှာရှိစဉ်ကလေးကဒီကလေးလေးမှာသူတော်ကောင်းဓာတ်ခံနေပါရှိသွားအောင်တရဏဂုံသုံးပါးတွေကျင့်သုံးခံယူဆောက်တည်ခံရမယ်။ ဒီချက်လေးဟာမသားစရာပေါ့နော်အဲကြောင့်မို့လို့ဖုံဖုံဒီဒကမကိုအထူးပြောကျင်တာကတော့ဘိုက်ထဲမှာလွှဲထားရတဲ့ကလေးလေးကိုလည်းပဲနေ့စဉ်နေ့တိုင်းတရဏဂုံသုံးပါစောက်တီခိုင်းပါဒါလေးကတော့ตาလေးအတွက်ဒါလေးကတော့သမီးလေးအတွက်တရဏဂုံသုံးပါခါယုံကျင်သုံးစောက်တီပါတယ်ဘူရန်တရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိလို့ခါယုံကျင်သုံးစောက်တီခိုင်းပါပြောကျင်ပါတယ်အားလုံးပဲကိုစိတ်နှစ်ပါကျမ်းမာချမ်းသာတော်မူကြပါစေ